Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့အဲဒီ pick up reading နေနေပေါ့နော်ဒီလာမဲ့တလာတင်မုံတွေ့ရမယ်အရှိန်ကဲကြမှာလေးကို reading လုပ်ပြီးချင်ပါတယ်အားကြောင့်မလို့ဒီ pilot တုံးတွေကနေပြောမှာကိုယ်နဲ့ energy အကြိုက်ဆုံးလို့ခံစားရတဲ့ point တစ်ခုကိုမှယူပြီးတော့မှ reading ကိုဆက်ဖတ်ပြလို့ရပါတယ်နော်ပထမဆုံးနေနဲ့ကတော့ဒီ pilot လေးတွေကတုံးမှုရှိရပေါ့နော် pilot 1 pilot 2 pilot 3ဆိုပြီးတော့မှပုံတွေမှာပြထားတဲ့အတိုင်း pilot တုံးမှုရှိရအဲ့ဒီကနေပြီးတော့မှကိုယ်နဲ့အကြိုက်ဆုံးလို့ခံစားရမယ် ိုရန်စိတ်ထဲမှာလိုချင်ဆုံးအဆင်ပြေဆုံးလို့ခံစားရတဲ့ pilot တစ်ခုရေးပေးပါနော်။ review တောင်းပြဆိုလို့ရှိရင်တော့ဒီ video နဲ့ကိုဆက်ပြီးတော့ဖတ်လို့ရပါပြီ။ by one ထားတဲ့ unit တွေက by one တက်ဆိုင်တဲ့ reading ကိုဖတ်ပြီးတော့ by two ဆိုလို့ရှိတဲ့ by two အတွက်ဖတ်ပေးထားတဲ့ unit တွေကိုဖတ်ပြီးတော့မှ reading တွေကိုဆက်ပြီးတော့ဖတ်လို့ရပါတယ်။အခုစီဒီမှာဆိုလို့ရှိရင်တော့ဒီ pilot တုံးခုတည်းကနေပြီးတော့မှကိုနဲ့ energy ကြိုက်တယ်လို့ခံစားရတဲ့ pilot တစ်ခုကိုရေးပြီးတောင်းပြဆိုလို့ရှိရင်ဒီ reading ကိုဆက်ဖတ်ကြည့်ကြည့်အောင်နော်။ Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ Nova နေပြီးတော့ဒီဒီလာမက်တလာတင်မှာတုံတွေ့ရမယ့်အခြေအနေကံစမလေးတွေကိုပိုင်း၃ခုကနေပြီးတော့ meeting လုပ်လို့ပြထားပါတယ်เนาะပထမဆုံးအနေနဲ့ကတော့ဒီပိုင်းဝဲလေးတွေကနေစတင်ပြီးတော့မှာဒီလာမက်တလာမှာဆိုလို့ရှိရင်တုံတွေ့ရမယ့်အခြေအနေကံစမလေးတွေကဘာတွေဖြစ်မလဲဘာတွေတုံတွေ့ရဖို့ရှိလဲဆိုတော့ကို reading ဖတ်ပြချင်ပါတယ်เนาะဆိုတော့ပိုင်းဝဲလေးတွေကဒီလာမက်တလာတင်မှာဆိုလို့ရှိရင်ဘာတွေတုံတွေ့ရမလဲဆိုတော့ကိုကြည့်ရအောင်เนาะမှတ်စောက်ကလေးရကြရော အာဘာကက်လေးလဲဆိုလို့ရှိရင်ဒီမှာ six of cup ဖြစ်ပါတယ် six of cup ပြဆိုလို့ရှိရင်ဒီလာမက်တက်လာတင်မှာဆိုလို့ရှိရင်ပိုင်ဝဲလေးတွေဟာတဲ့ကိုယ့်ရဲ့ ace အဓိကဖြစ်တော့ ace ကက်လေးပေါ့နော်ကိုယ့်ရဲ့အရင်ကြီးစားဒုမောအရင်ချစ်သူဟောင်းကြီးရနေပြီးတော့ပြန်လဲဆက်တွေ့လာတဲ့မျိုးလေးတွေကိုကျွန်းပြရဖို့ရှိပါတယ်ဒုမောလို့ရှိရင်လည်းအရင်တော့ကကိုယ့်ကိုကြိုက်ခဲ့တယ်ကူကနေပြီးတော့မှကိုနဲ့ဆက်ဆိုင်ရေးတခုရှိခဲ့ဘူးတဲ့သူကြီးစားမဖြစ်ခဲ့ဘူးဒါပေမဲ့ဆက်ဆိုင်ရေးတခုရှိခဲ့ကူကနေပြီးတော့မှလာပြီးတော့ပြန်လဲပြီးတော့ဆက်တွေ့တာမျိုးတွေတော့ ရှိလာဖို့ရှိရပေါ့နော်တကယ်လို့ညာကုန်းမှာ h တွေကိုတကယ်တတိယနဲ့ h တွေပါရှိရဆိုလို့ရှိရင်လည်း ADX ကနေပြီးတော့မှ h တွေတဲကတယောက်ကနေပြီးတော့မှကိုယ်စီကိုလာပြီးတော့မှကျန်လက်ဆက်တွေလာမျိုးလေးတွေလည်းချုပ်တွေ့ရဖို့ရှိပါတယ်အခြေအနေမှာဆိုလို့ရှိရင်ပေါ့နော်တကယ်လို့ညာအာဒီအခြေအနေမှာကိုယ့်ရဲ့လက်ရှိစိတ်တူလည်းဆိုလို့ရှိရင်လည်းအဲ့လက်ရှိစိတ်တူကနေပြီးတော့မှကိုယ်ပေါ်လာပါပေါ့နော် အဲပုံမပြီးတော့မှအာချစ်ခင်လာတာမျိုးပုံမပြီးတော့မှဂရုစိုက်လာတာမျိုးလေးကိုလည်းခံစားရဖို့ရှိပါဘူး။ဘာလို့လဲဆိုတော့သူ့ဘက်ကနေကိုယ့်ပုံမှာအချစ်တွေပေါ်လာတာမျိုး feeling လေးတွေပေါ်လာတာမျိုးလေးတွေဖြစ်ဖို့ရှိရတဲ့ကြောင့်လက်ရှိချစ်သူတွေရှိနေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လက်ရှိချစ်သူကဆိုလို့ရှိရင်ကိုယ့်ပုံမှာအာပုံပြီးအရင်ကတည်းကပုံပြီးချစ်လာတာမျိုးလေးတွေအချစ်ခံရတာမျိုးလေးတွေဖြစ်လာဖို့တက်လက်ရှိပါတယ်။ဒီလိုတက်မှာဆိုရင်ဖြစ်ပါတယ်နော်။ဒါက ပိုင်ဝဲလေးတွေအမှားဆုံး click လေးဖြစ်ပါတယ်။နောက်ပြီးလို့ရှိရင်ရောဒီ lambda တစ်လတင်မှာဒီပိုင်ဝဲလေးတွေအပိုင်းဆက်ကြည့်ဖို့ရှိတယ်။ဘာကြီးကြုံတွေ့ရဖို့ရှိတယ်။အစီအစဉ်မှာဘာကြီးဖြစ်မှာလဲဆိုတာကြည့်ကြအောင်နော်။အဲဒုတိယကလေးကတော့ true of soft ဖြစ်တယ်ပေါ့ true of soft ရဆိုလို့ရှိရင်ဒီ python လေးတွေရဆိုတော့ sorry python လေးတွေရဆိုလို့ရှိရင်အဲစစ်တူရေးစာအဲအစီအစဉ်နဲ့ပတ်သက်ပေါ့လို့ရှိရင်ပေါ့နော်အစီအစဉ်နဲ့ပတ်သက်ပြီးတော့ရင် အဲရွေးချယ်စရာလေးတွေပေါ်လာတတ်တယ်ပေါ့နော်။ထားထားပါတော့ကိုမှအရေးစားရှိရဆိုလို့ရှိရင်လည်းထပ်ပြီးတော့မှကိုကိုလမ်းကြက်ကြက်နှစ်ထပ် second person ပေါ်လာတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်။အဲလိုဘ누구ကိုယူရမလဲခွေခွဲမရမျိုးလေးတွေနှစ်ယောက်ကြားထဲမှာပြန်များတဲ့မျိုးလေးတွေလည်းကျုံလို့ရဖို့ရှိပါတယ်။တကယ်လို့ကိုကချစ်သူရေးတာမရှိဘူးဆိုလို့ရှိရင်လည်းကိုကိုလူနှစ်ယောက်ကနေပြီးတော့မှလာပြီးတော့ကြိုက်တာမျိုးလာပြီးတော့မှချင့်ကတာမျိုးလေးတွေကျုံလို့ရဖို့ရှိပါတယ်။အဲဆိုရတဲ့ကြာကိုကဒီနှစ်ယောက်တွေကဘ누구ယူရမှာလဲဆိုရဲ decision indecision ဖြစ်တာမျိုးလေးပေါ့နော်။ decision မချနိုင်တာဘ누구ကပိုကောင်းတာလဲဆိုတော့ပေါ့။ မတွေးနိုင်ရလို့လေးတွေစစ်တက်ပါတယ်အာနောက်ပြီးခါကြလို့ရှင်ဒီစစ်သူရေးစာတွေဘာတွေမှာရှိရှိနေဆိုလို့ရှင်လည်းဘကုတ်ချစ်သူပင်ကထက်တယောက်ထပ်ပေါ်လာမျိုးလေးလည်းဖြစ်တတ်ပါတယ်เนาะအဲ့ဒါတကယ်နေတဲ့ဘာကြီးစသဖို့ရှိတဲ့ကြာတော့ ိုင်ဝဲလေးတွေဟာဒီစတူဒီဇိုင်းနဲ့ပတ်သက်ပြီးဘာဖြစ်လို့ရှိလဲဆိုရင်ဒီမှာ Ace of Sophia ရဲ့ Ace of Sophia ဆိုလို့ရှိရင်တယောက်လိုပြီးချဲ့ရမှာပေါ့နော်။ဘာလဲဆိုတော့ခုနကပြထားတာကနှစ်ကပ်ကွာ။ဒါကနှစ်ချောင်းရှိရပေါ့။ဆိုတော့တကြာသူရွေးချက်ဇိုင်းနှစ်ခုရရှိရဘယ်လိုရွေးချက်ရမလဲဆိုတော့သူမသိဘူး။ဆိုတော့အဲ့ချိန်မှာပဲအဲ့ဒီလာမတလာတွေမှာပဲအာဒီနှစ်ယောက်ထဲတယောက်ရွေးဖို့ကဘယ်လိုရွေးရမလဲမသိရဲ့အချိန်ကာလကိုကြော်ပြီးသွားလို့ရှိရင်တော့တရားရောက်ကိုရွေးလိုက်မယ်ပေါ့နော်။နှစ်ယောက်ထဲကနေတရားကိုတော့ဒေဇာပေါင်းရွေးဖို့ရရှိပါတယ်။ဆိုတော့ဒေဇာနှစ်ယောက်ထဲကိုကိုပဲလုံဆွဲထားမျိုးမဟုတ်ဘူး။အာအဲ့လိုမျိုး နှစ်ယောက်နှစ်ယောက်လုံးကိုအဲ့လိုမျိုးတွဲတာမျိုးမလုပ်ပဲနဲ့နှစ်ယောက်ထဲနဲ့တယောက်ကိုအရွေးချက်တွေတာမျိုးလုပ်ဖို့တော့ရှိပါတယ်เนาะဆိုရဲဆိုပိုင်ဝဲလေးတွေဆိုလို့ရှိရင်ခုမှလက်ရှိရည်စားရှိတယ်မရှိဘူးဆိုတာထက်လက်ရှိရည်စားရှိရဆိုလို့ရှိရင်တော့မှာပထမတစ်ယောက်ထပ်ပေါ်လာတဲ့မျိုးလေးတွေအနောက်တစ်ယောက်ဆိုလို့ရှိရင်လည်း H ဖြစ်တာမျိုးအဲတုံဖို့ရင်တော့ကိုယ်နဲ့ပတ်သက်ဘူးတဲ့သူဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့เนาะအဲအဲ့လိုလိုပေါ်လာပြီးရဆိုလို့ရှိရင်ကိုယ့်ရဲ့အဲကိုစဉ်းစားစီရင်လူကနှစ်ယောက်ပေါ်လာတတ်တယ်ပေါ့เนาะအဲ့တော့နှစ်ယောက်ထဲကဘယ်လိုလူရမလဲလူဟောင်းပဲ တွေ့ရမလားလက်ရှိသူမရွေးရမလားဆိုတာမျိုးလေးတွေဖြစ်တတ်တယ်။အဲအဲ့လိုမျိုးလေးတွေ intelligence ဖြစ်တဲ့အခါအချင်းချင်းပလတ်ကိုကြောပြသပြီဆိုလို့ရှိရင်တော့တရားကိုကုလေးပြောရှိတယ်။အဲဒီလူကဘာလို့လဲပေါ့နော်။တေချာတော့မသိဘူး။ဘာလဲမပြောတော့ဒါပေမဲ့ကိုကိုကိုပြန်မေးပါဘာလို့ကငါလည်းပို့ပြီးတော့ကောင်းလဲဘာလို့ကငါလည်းပို့ပြီးကိုက်ညီလဲဆိုတာကို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 စဉ်းစားဆုံးဖြတ်ပြီးလို့ရှိရင်တော့အာဒီတရားကိုမျိုးလေးပို့တော့အကြံပေးစင်ပါ။ဒီမှာလည်းတရားပြေမလို့ပြောထားရပေါ့နော်။ဆိုရဲခါကျတော့အာဒီပိုင်ဝင်လေးတွေကဆိုလို့ရှိရင် H2 မဟုတ်ပတ်တဲ့ခဲ့ဘူးတဲ့လူတယောက်ကနေပြီးတော့မှကိုကိုနိုင်ဆိုင်မှုရှိတယ်။အဲလူမျိုးကြတဲ့မှာကိုက ကနေပြောဘယ်သူရရမယ်မသိအောင်မျိုးလေးတွေဖြစ်ပြီးရနောက်မှာဆိုလို့ရှိရင်တယောက်ကိုပြေးဖို့တော့ရှိပါတယ်ဒါပိုင်ဝဲလေးတွေလာမဲ့တလမကျွန်းတရမဲ့အစီအကံကြမှာဖြစ်ပါတယ်။အာဒါပိုင်ဝဲလေးတွေ reading ဖတ်ပြီးခဲ့ရဖြစ်ပါတယ်ပေါ့နော်။ဒါပိုင်ဝဲပြီးလေးပြီးသွားပြီဆိုလို့ရှိရင်တော့ပိုင်တူလေးတွေဆိုလို့ရှိရင်ဒီလာမဲ့တလအတွင်းမှာအစီအနဲ့ပတ်သက်ပြီးတော့မှာဗားလေးကျွန်းတရရောက်ရှိတယ်ဗားလေးကိုစစ်ပေါ်လာလို့ရှိတယ်ဆိုကြည့်စီအောင်နော်။ facial software facial software အတွက်ကြောင့်တဲ့အာဘိုင်းယူတရားဆိုလို့ရှိရင်ကိုယ်လက်ရှိအချက်ပေါ့နော်ကိုယ်ကိုလာကြိုက်နေတဲ့သူရှိကောင်းရှိမယ်အဲ့ဒီကိုယ်ကိုလာကြိုက်နေတဲ့သူတရားရောက်ကိုကိုကနေပြီးတော့မဖြစ်နေလဲဆိုတော့အာမယုံကြည်ရအောင်နော်တစ်ဖက်သူရဲ့အချက်ကိုကိုကမယုံကြည်ရမျိုးလေးဖြစ်နေတယ်အာ ပြရခါကြလို့ရှိရင်တနည်းအားဖြင့်ဝင်ခံမျိုးဖြစ်တတ်တယ်ပေါ့နော်တကယ်လို့များစစ်သူကြီးစားရရှိနေပြီသားဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စစ်သူပေါ်မှာတနည်းအားဖြင့်ဝင်ခံမျိုးလေးတွေသူကတကယ်ရောရှိရလားဆိုတော့တနည်းအားဖြင့်ဝင်ခံမျိုးလေးတွေဖြစ်တတ်တယ်တကယ်လို့စစ်သူကြီးစားမရှိသေးဘူးဆိုလို့ရှိရင်လည်းကိုယ်ကိုလာပြီးချိန်တဲ့သူကသူကတကယ်ရှိရလားဆိုပြီးတော့တနည်းအားဖြင့်ဝင်ခံမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အချင်းနဲ့ပတ်သက်ပြီးတနည်းအားဖြင့်နည်းနည်းများတယ်လို့ပြောလို့ရတယ်ဘူးဒီရရဆိုလို့ရှိရင်တော့ပိုက်တိတိတနည်းအားဖြင့်နည်းနည်းများနေတယ်ပြီးတော့အတွေးတွေလည်းနည်းနည်းညွန်နေတယ်လို့ပြောလို့ရတယ်ပေါ့နော်အတွေးတွေလည်းများနေတယ်တနည်းအားဖြင့်လည်းများနေတယ်လို့ပြောလို့ရပါတယ် ဲနောက်ပြီးလာလို့ရှိရင်ဒီ fight တွေရဆိုလို့ရှိရင်ဒါမဲ့တစ်လအတွင်းမှာဘာကြီးဆက်ဖြစ်ဖို့ရှိလဲဘာကြီးဖြစ်လဲဆိုတော့သိကြည်ဟာဘာကြီးလဲဆိုတော့ဒီမှာက8.1ရတယ်အဲ့တော့ဝင်ရတဲ့အတွက်ကြောင့်ဒီပိုင်းဒီရမှာဆိုလို့ရှိရင်ပိုင်းတူလေးတွေရဆိုလို့ရှိရင်ဒီအဲ့တော့ဝင်ရထားတဲ့အတွက်ကြောင့်သူတို့တွေကအာ အဲ့လိုပဲမြင်မြန်ဆန်ဆန်ပေါ့နော်မြင်မြန်ဆန်ဆန်ဖြစ်ဖို့ရှိတယ်မြင်မြန်ဆန်ဆန်ဆိုတာကဇာကမြင်မြန်ပြောလိုက်တာမျိုးဆုံးဖြတ်ချက်မြင်မြန်ချလိုက်မိတာမျိုးပြီးလို့ရှိရင်မြင်မြန်ဆန်ဆန်လုပ်လိုက်မိတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမြင်မြန်ဆန်ဆန်လုပ်လိုက်မိတဲ့ကိစ္စလေးတွေကနေပြောမှာအဲ့လိုမျိုးပူကောင်းတဲ့ဘက်ကိုရောက်သွားတယ်ပေါ့ဆိုလိုချင်တာကတော့မယူရဲပဲနဲ့ရည်စားရသွားတာမျိုးမမြန်လေးထဲမမြန်လေးထားပဲနဲ့အာပုံပြီးတော့မှအဲ့လိုတိုးတက်လာတာမျိုးသူနဲ့ကွဲကြမ်းမှာခဏချက်တွေကပုံပြီးတိုးတက်တာကျွန်မကမမြန်လေးထားဘူးမမြန်လေးထားပဲညွတ်ရဲ့ချင်း ဖြစ်သွားမျိုး set up လေးပေါ့နော်ယူကြည့်ရေကိုမပြောလဲထားဘူးယူကြည့်ရေဖြစ်လာတဲ့ညာလေးတွေပေါ့အချိန်နဲ့ပတ်သက်သွားတော့အာ maybe ကိုနဲ့ကိုနဲ့တူနဲ့ကိုနဲ့ date လုပ်ဖို့ကိုကမပြောလဲထားဒါပေမဲ့ယူကြည့်ကြီး date လုပ်ဖြစ်သွားတာမျိုးအဲ့လိုလေးလေးရှိတယ်ပေါ့နော်ဆိုတော့တနည်းရည်တော့များနေတယ်ဒါပေမဲ့အဲ့တနည်းရည်ကိုကြုံလုံးပြီးတော့ကိုကနေယူကြည့်တွေဖြစ်မဲ့ကိစ္စလေးရောရှိတယ်ကိုမပြောလဲထားဘူးဖြစ်လာမဲ့ကိစ္စလေးလေးရှိမယ်အာ ပုံမပြီးတော့တိုးတက်လာသူနဲ့ကိုယ်ရဲ့ခြေထဲမှာဆိုလို့ရှိရင်ပုံမပြီးတော့မှတိုးတက်လာမယ်အဲပုံမပုံမပြီးတော့လည်းရင်းနှီးလာလို့ရှိတယ်ဘာလို့ရင်းနှီးလာလဲဆိုတော့ရုတ်တရက်ချီတွေ့ပြီးတယ်ရုတ်တရက်ချီဆုံးဖြစ်တယ်ရုတ်တရက်ချီစကားရေးပိုင်းကောင်းကောင်းမွန်မွန်ပြောဖြစ်တာမျိုးလေးတွေချက်သူနဲ့ကိုယ်ရဲ့ခြေထဲမှာဆိုလို့ရှိရင်ပုံမပြီးတော့မှစကားပြောအဆင်ပြေလာတာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်ပုံမပြီးတော့မှနီးကျက်လာတာမျိုးလေးတွေဖြစ်တတ်တယ် တကယ်လို့များအာကိုယ့်ရဲ့ကိုချစ်တဲ့သူတို့မဟုတ်ကိုယ့်ရဲ့ချစ်သူရေးစားဆိုလို့ရှိရင်အဝေးတနေရရောက်နေရဆိုလို့ရှိရင်လည်းပဲဟိုအဝေးတနေရနေမျိုးကိုကိုလာပြီးတော့မှဆက်သွယ်လာမျိုးလေးလည်းဖြစ်တတ်ပါတယ်နော်အစောကရဆိုလို့ရှိရင်ရောဒီဘိုင်းတူလေးတွေကဒီလမ်းမစလာတင်မှာမလို့ရှိရင်ကန်စမာလေးတွေပုံစံလေးရလို့ရှိတယ်ဆိုတော့ကိုချစ်ချင်အောင်အစောကဆိုတော့ကကြတော့ခွင်းတော့ခပ်ပြရဲခွင်းတော့ခပ်ပြရဲတော့ကြခွင်းတော့ခပ်ကဒီအာ အဓိကအဖြစ်တော့ခွင်းတော့ခတ်တရားဆိုလို့ရှိရင်အရင်ကမှ peaceful ဖြစ်တဲ့အခြေအနေပတ်သက်ပါလို့ရှိခုနကတော့ဒီတလဒီလာမယ့်တလရဲ့အဆက်ဆက်ချင်းမှာတော့သူကဘာဖြစ်နေလဲဆိုတော့အတွေးတွေလုံနေတယ်အတွေးတွေများနေတယ်ဒီအခြေအနေပတ်သက်ပါလို့ရှိရင်တစ်ဖက်သူကိုမယုံမှုကြီးဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးနီးကပ်မှုတွေနော်အဲ့လိုမျိုးညှင်းနှီးမှုတွေခံစားနိုင်ရပြီးခက်ခါကြလို့ရှိရင်စကားတွေပါအင်းများပြောမိသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာ peaceful ဖြစ်သွားပြီးသူစိတ်ကိုစရောက်ကိုပိုင်းအေးချမ်းမှုညာသွားပြီးပေါ့နော်ငါဘာလုပ်အောင်မလဲငါဘာဖြစ်ရမလဲဆိုတော့ပေးစားသိသွားပြီး တစ်ဖက်သူကရောဘလို energy ရှိရလဲတစ်ဖက်သူကရောကိုယ့်ပေါ်မှာတကယ်ချစ်တာလားမချစ်ဘူးလားဆိုတော့ယုံကြည်မှုတွေရှိတာပြီးအာနားလည်မှုတွေရှိတာဒါကြောင့်မလို့နားလည်မှုအပြည့်ဝရသွားတစ်ဖက်နဲ့တစ်ဖက်သူနဲ့ကိုယ်ရဲ့ခြေထဲမှာနားလည်မှုအပြည့်ဝရသွားပြီးဆိုတော့ရင်းနှီးမှုတွေအပြည့်ဝရသွားပြီးနားလည်မှုတွေအပြည့်ဝရသွားပြီးဆိုတော့ get ကလေးရတယ်ဒါကြောင့်မလို့ဒီ fight to lead တွေကဒီလာမဲ့တက်လာတွေမှာဆိုလို့ရှိရင်စစပိုင်းမှာတော့အာတနေ့ရက်လေးတော့နည်းနည်းလေးညာနေမှာဒါပေမဲ့ promotion ကမှုတွေတွေနဲ့ promo ရင်းနှီးမှုတွေညာလာမယ်စကားရေးကလည်းပြောပြလာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အာနားလည်မှုတွေနဲ့အတူတူအရင်ကတော့အတွေ့အကြုံမများတော့ဘူးအာအရင်ကလည်းလည်းအဲ့လို မျိုးတဏှာရိုက်မှများတော့ဘူးပေါ့နော်ပုံမပြီးတော့ peaceful ဖြစ်တာမဲ့အချိန်နဲ့ပတ်သက်ပါလို့ရှိရင်တတိယနေနဲ့ AA ဆက်ဖြစ်တော့ဘို့အာအဓိကတော့ feeling ဘက်မှဆိုလို့ရှိရင်အဓိကအဖြစ်အာ agent မှုလေးတွေတည်ငြိမ်မှုလေးတွေခံစားရမှာဖြစ်ပါတယ်နော်ဆိုတော့တော်ကြဒီကက်ရဆိုလို့ရှိရင်ပတ်တူလေးတွေညာဆိုရင်တော့ဒီကက်လာစာလေးမှာနည်းလေးအနည်းလေးအသွေးလွန်ပြီးတော့အသွေးများပြီးစိတ်မချမ်းမတာတော့ဖြစ်ရပြီးမြန်လာဆုံးခန့်နေလေးမှာဆိုလို့ရှိရင်တော့အာ AA ဆက်လေးဖြစ်တော့ဘို့ဖြစ်ပါတယ်စိတ် AA ချမ်းသာချမ်းဖြစ်တော့ဘို့ဖြစ်ပါတယ်နော် ဒါကပိုက်ဒူးလေးရဲ့ reading နဲ့ဖတ်လို့ပြကြပါပြီ။ပိုက်ဒူးလေးပြကြပြီဆိုလို့ရှိရင်တော့ဒီပိုက်ဒူးလေးတွေဆိုလို့ရှိရင်တော့လာမယ်ဒီတစ်လအတွင်းမှာဆိုအခြေအနေနဲ့အတိုက်ပွားလို့ရှိရင်မာရီကိုကြုံတွေ့ရဖို့ရှိတယ်ဆိုစစ်စစ်ရအောင်နော်။โอเคအချင်းနဲ့ပတ်သက်ပါလို့ရှိဒီမှာတော့ပါလဲဆို fishery ပေါ့ fishery ဆိုတာကဒီမှာ อืมအချက်နဲ့ပတ်သက်ပါလို့ရှိရင်ချစ်သူကကိုယ့်ပေါ်မှာအရင်ကိုအပါစားပြီးမှအရင်ကိုမျှောက်စားမယ်အရင်ကိုမလိုလိုက်မယ်အရင်ကိုမချစ်မယ်ဆိုတာမျိုးပါတယ်ပေါ့ဆိုတော့တကြောအချက်ချင်းနဲ့ပတ်သက်ပြီးတော့ boundary တွေအရင်ကိုကန်ကောင်းနေပါတယ်တစ်ဖက်သူကတစ်ဖက်သူဆိုတာအထက်ကိုသူတို့သူတို့ကိုချစ်တဲ့လူတွေကြိုက်တဲ့လူတွေအရင်ကိုများတယ်ပေါ့နော်၃နှစ်၅ရောက်လောက်တော့ boundary ကိုချစ်တာကြိုက်တာမျိုး boundary ပုတ်ပန်းကြတာမျိုးလေးလည်းဖြစ်တတ်တယ်။ boundary တွေကို၃နှစ်၄ရောက်လောက်တော့ဝိုင်းကြိုက်ကြတာမျိုးဝိုင်းပြီးတော့ ိုင်းပပို့စ်လောက်ရတာမျိုးလိုင်းပြီးချင်းခက်ကြတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့အရင်အချစ်ခံနေရတဲ့ဆန်းလက်ရမ်းပွင့်တဲ့ကာလလို့ပြောလို့ရရင်ကိုဘွားရဲ့အဲ့လိုအချစ်ခံရဆိုကာလလို့တော့ပြောလို့ရရင်ပေါ့နော်ဆိုတော့အဲကိုကိုချစ်တဲ့သူတွေအရင်များနေတယ်ဒါကချစ်သူရေးစားတဲ့အပြင်ကိုမမအဲချစ်သူခင်တွေပါပေါ်များတတ်တယ်ပေါ့နော်ဒီလူမျိုးအဲတိုင်ငယ်ချင်းတွေမှာလည်းကိုကိုချစ်ခင်တဲ့သူတွေအများနေမယ်အဲ့လိုမျိုးပဲအဲဒီ စမ်းပွေးတဲ့နေရာမှာလည်းကိုယ့်ကိုယ်လူအများကြီးအဝိုင်းချရတာမျိုးလေးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါ battery လေးတွေရအောင်ကန်ကောင်းနေတဲ့အခြေအနေပတ်သက်ပါလို့ရှင်ရွေးချက်စရာကြီးအများကြီးရတယ်နော်။အဲပြီးလို့ရှင်တော့ battery ပြီးပြီဆိုလို့ battery ပြီးပါဆိုတော့ battery လေးပြီးသွားပြီဆိုတဲ့အခါကျအဲ battery ကပ်ပြီးသားပြီဆိုတဲ့အခါကျဒီမှာမတူရမြကပ်လေးပါကြည့်စီရအောင်ဒီကကကကြပါကလည်းဆို time of cup ပြရတယ်။ time of cup ဆိုတာကဒါအရင်ကပြောရှင်ရဲဆိုတဲ့ကက်ကလေးပေါ့နော်။ ျော်ရွှင်မှုကဘယ်လောက်ရှိလဲဆိုတော့9 9လောက်မဟုတ်တာ10လောက်ရှိရယ်ပေါ့နော်ကျော်ရွှင်မှုက10လောက်ရှိတယ်အဲအဓိကအဖြစ်တော့ဘယ်လိုမျိုးလက်ဆွေအင်းကြီးအခြေအနေနဲ့ပတ်သက်ပေါ့လို့ရှိရင်တော့လောကကို stable ဖြစ်ပြီးတော့မှအကျော်ရွှင်မှုတွေခံခံစားချက်တွေအရင်ကမှကောင်းမွန်နေတယ်ဆိုတဲ့ဟာမျိုးပြရတယ်ပေါ့နော်ဆိုတော့အဒီကက်ရဆိုလို့ရှိရင်ဒီ battery လေးတွေဆိုလို့ရှိရင်ပေါ့နော် အချက်နဲ့ပတ်သက်ပါလို့ရှိရင်ကိုရင်တော့ကအဲတောင်းတခဲ့ရတဲ့အခြေအနေကိုရရှိဖို့ရှိရပါတော့။ baby ပေါ့ကိုရင်တော့ကလူ crack ခဲ့ရတဲ့သူနဲ့လူသိကွင်းရတာမျိုးလို့ကိုမျောလင်းတောင်းတခဲ့ရတဲ့သူဖြစ်ပေါ်လာတာဆိုရင်ဒါကြောင့်ကိုရင်တော့ကအဲ့လိုစိုက်ခဲ့ရတဲ့သူနဲ့စုစုဖြစ်ခွင့်ရသွားတာမျိုးကိုလိုက်လာအဲ့လို crash လာတာကြနေဖြစ်ပေမဲ့အဲ့လိုမျိုးမတွဲလဲရတဲ့လူကနေပြောမှာကိုယ်လာချက်တဲ့တကြကိုယ်ကပြန်ချိုက်လဲရတဲ့အချိန်မှာအာကိုယ့်ရဲ့ဆန္ဒတွေပြညာသွားတယ်ဒီလိုမျိုးလေးဖြစ်တတ်တယ်ဒါကြောင့်မလို့ကိုယ်ပါလဲဆန္ဒစူပါပဲစူတောင်းစူတောင်းမှာအချိန်နဲ့ပတ်သက်ပြီးဘာတွေပဲဆန္ဒတွေရှိခဲ့ရှိခဲ့အဲ့ဒါတွေကဒီကဲဖြစ်လာဖို့ရှိပါတယ်ဒီလာမတလာတယ်မှာပေါ့နော်ဆိုတော့အာဒီလာတွေမှာဆိုရင်အချိန်နဲ့ပတ်သက်ပြီးကိုယ်ပြောနေတဲ့ညာကိုယ်စူတောင်းတဲ့ညာရရဲ့ကလုံးကဖြစ်လာဖို့ရှိပါတယ်နော် ပိုက်ထရီရဲ့နောက်ဆုံးကက်ကိုကြည့်ကြည့်ရအောင်ပိုက်ထရီရဲ့နောက်ဆုံးကက်ကဆိုလို့ရှိရင်ရောဒီလာမက်တစ်ပတ်လာမက်တစ်လတည်းမှာပိုက်ချုံတွေ့ရလို့ရှိတယ်။ overall ဒီနောက်ဆုံးကက်လေးကိုကြည့်ကြည့်ရအောင်။နောက်ဆုံးကက်လေးနေနေဆိုလို့ရှိရင်တော့ပိုက်ထရီလေးဒီဒါပါလဲဆိုလို့ရှိရင်ဒီမှာအာ maybe ပေါ့နော်ဒီမှာတော့ပါလဲဆိုတော့ reject ကိုပြရအောင် reject ဆိုတာကြာဒါကလေကိုကအဲဒီတရားကိုရေးလိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ဒီနောက်တခြားလူတွေကိုကဘာလို့ရအောင်ညင်းရတော့မှာလေနော်။အဲဒီကြာဒီကိုရေးလိုက်ရတဲ့လူတွေနဲ့ကတော့ပြောင်းရွှေ့မှုကိုခံစားရမယ်။ဒါပေမဲ့ကိုနဲ့ မတွဲလိုက်ရဘူးကိုငင်းနေတဲ့လူလေးတွေကတော့ reject လုပ်ခင်ရတဲ့အတွက်ကြောင့်အဲ့လိုမျိုး reject တော့လုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ reject လုပ်ခင်ရတဲ့တခြားလူတွေနဲ့ကြတော့ဒီတရားကိုရေးလိုက်ဖြစ်တဲ့အတွက်ကြောင့်တခြားတရားတခြားလူတွေနဲ့ကကြတော့ကိုကစက်ရည်တွေပျက်စီးသွားတယ်စက်ရည်တွေပြတ်သွားတယ်မျိုးတွေတော့ရှိပါတယ်ဆိုတဲ့အတွက်ကြောင့်အဲဒီ ဒီတယောက်ကိုရွေးလိုက်ပြီးနောက်ထပ်နောက်ထပ်ကိုယ်တဘောကြရတဲ့လူတွေအများကြီးရှိရတဲ့ကြာအဲ့တဘောကြရတဲ့လူတွေတဲကနေပြတယောက်ကိုရွေးလိုက်ပြီးနေလူတွေကိုကိုကနေပြောမှာငင်းနေရတယ်ဆိုလို့ရှိရင်အဲ့လူတွေကနေပြောမှာကိုကိုစကားဆက်မပြောတော့တာမျိုးဒါပြီးတော့မှဆက်ပြီးတော့ကိုပန်းတော့တာမျိုးလေးတွေလက်လျှော့လိုက်တာမျိုးလေးတွေဖြစ်တတ်တယ်ဘာလို့ဒါကြောင့်မလို့အာကိုကြည့်တဲ့လူတွေကတော့အေးစစီငင်းချင်းနဲ့ပြီးတော့ရွှင်နေတော့တာမှဖြစ်ပါတယ်ဒါပေမဲ့အာကိုငင်းနေတဲ့လူတွေကိုနဲ့ကူးစားပါလိမ့်တဲ့လူတွေနဲ့ကတော့ဆက်နေရေးပါပြတ်တောက်တော့တာမျိုးဖြစ်တတ်ပါတယ်နော် ဒါကပိုက်ထရီလေးတရားပြီးရင်ဖြစ်ပါတယ်။အာပိုက်ထရီလေးလည်းဒီလာမယ်ဒီလာမှာဆိုလို့ရှိရင်အချင်းနဲ့ပတ်သက်ပြီးတော့အများကြီးကန်ကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အဲဒါဆိုလို့ရှိရင်ဒါ mobile reading လေးတော့ပြီးသွားပါပြီ။အာဒီလိုမျိုး mobile reading တွေနဲ့ energy ကြမ်းကြက်ရယ်ဆိုပြီးတော့မှခံစားရတယ်ပေါ့နော်။အာအရင်လဲအစဉ်ပြေရယ် reading ဖတ်ရတာရအောင်အစဉ်ပြေလို့ခံစားရရဆိုလို့ရှိရင်ဒီ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့မှအာထပ်ပြီးရောမှာနော်တင်မဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးတော့အတလဲတောင်းဆိုချင်ပါတယ်နော်အာဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ပေးခဲ့ကြရယ်ဒီဝိုင်လေးရဲ့ကြက်ကင်းစီတိုင်းကိုပြုစုအများကြီးတင်ပါတယ်ရှင်